ုတင်ဆက်ပေးမယ့်သတင်းကတော့အခုနှစ်အာဇာနည်နေ့မှာအာဇာနည်ဗိမာန်မှာအများပြည်သူလာရောက်ကာရပြုမှုများနဲ့စီကားခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ခုကျွန်တော်ရောက်နေတဲ့နေရာကတော့အာဇာနည်ဗိမာန်မှာပဲဖြစ်ပါတယ်။ယနေ့ဟာဆိုရင်တော့66နှစ်မြောက်အာဇာနည်နေ့ဖြစ်တဲ့အတွက်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယသမ္မတဒေါက်တာဆန်းမောင်ခန့်ကိုယ်တိုင်တက်ရောက်ပြီးကာရပြုခဲ့ပါတယ်။ယနေ့အခမ်းအနားကိုတော့အမျိုးသားလွတ်တော်ပြည်သူလွတ်တော်မှာကိုယ်စားလှယ်များနဲ့အာဇာနည်ခေါင်းဆောင်ကြီးများရဲ့မိသားစုဝင်များရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့တာဝန်ရှိသူများ ိုင်ငံရေးပါတီအသီးသီးနဲ့အဖွဲ့အစည်းအသီးသီးမှပုံကူများတက်ရောက်ပြီးတော့ဂါရပြုခဲ့ပါတယ်။အများပြည်သူတွေကတော့နေ့လယ်၁၇နာရီမှာဝင်ငွေပေးမယ်လို့သိရပါတယ်။အခုနဲ့၆၆နှစ်မြောက်အာဇာနီနေ့မှာအာဇာနီဗိမာန်ကိုအများပြည်သူလာရောက်ဂါရပြုမှုဟာအရင်နှစ်တွေထက်ပိုမိုများပြားပြီးစီကားခဲ့တယ်လို့သိရပါတယ်။ဘုံကျောအောင်စားနေတဲ့ကွာအာဇာနီဩဘော်ကြီးများလေယူ Yeah! ဒီလိုလာရောက်ဂါရပြူရမှာအစီအစဉ်မျိုးစုံနဲ့ဂါရပြူခဲ့ကြပြီးအရွယ်ဆုံးနေရာဆုံးမှာလာရောက်ဂါရပြူသူတွေများပြားတာကိုတွေ့ရပါတယ်။ အာဇာနည်ဗိမာန်မှာအများပြည်သူတွေဝင်ရောက်ဂါရပြုမှုကိုတော့နနက်၁၇နာရီကျော်မှစတင်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ဂါရပြုဖို့အတွက်အာဇာနည်ဗိမာန်ရှိကိုရောက်ရှိနေသူတွေဟာနနက်ပိုင်းကလေးကရောက်ရှိနေကြတာဖြစ်ပြီးဗိမာန်ပြင်ပမှာလာရောက်ဆောင်ဆိုင်ခဲ့ကြတာဖြစ်ပါတယ်။ဟိုရောက်တာတော့အစိုးရကြီးကစောင့်နေရတဲ့အချိန်တော့တော်တော်စောင့်နေရတယ်နိ။ဒါတကယ်တော့ဟိုလွတ်လပ်နေလို့နော်။အဆင်ဘောအဆင်ပြေလေးတိတိပူပြီးတော့အဆင်ပြေလေးဖြစ်နေတယ်။နည်းနည်းတော့အဆင်ပြေမှုတော့တိတ်တော့နည်းနည်းရှိတယ်ပေါ့။ အာဒါနီမီကတော့ကျွန်တော်တို့နိုင်ငံသားအားလုံးကအမှတ်တရနေပေါ့နော်အဲ့လိုနေမျိုးမှာတော့ဟိုဘယ်လိုပဲဖြစ်အားလုံးဝန်ထဲချင်းအထိမ်းမှန်နဲ့ဒီလာပြီးတော့ခေါင်းဝါကြည့်တာဟိုတော့ရင်ထဲမှာတော့ဟိုစိတ်မကောင်းဘူးပေါ့နော်ဝန်ထဲချင်းအထိမ်းမှန်နဲ့အဲ့လိုကြည့်တာဟိုဒီလိုမျိုးပြည့်ဝင်ရတော့ဝမ်းတာတယ်ပေါ့နော်ရင်ထဲမှာတော့တည်ပြီးတော့မကောင်းဘူးပေါ့ဟိုဂျန်တဲ့နှစ်တရာဟိုကလာတဲ့ချိန်တုန်းကတော့ဒီလိုမတွေ့ရဘူးပေါ့နော်ဦးလေးကတော့အပြော်ဆုံးနေပေါ့နောက်ဘက်ဆုံးတအားကြီးတော့မှာ တော်တော်ဝမ်းသာမဆုံးဖြစ်ပါတယ်အဲ့လိုတော်တော်လေးလိုက်လိုက်တယ်အခုလို့ဝမ်းသာအားရဖြစ်မိပါတယ်ဒီမှာညီမစိတ်တက်ပါလဲအရင်ဒီကိုယ့်ရဲ့လေးစားထိုက်တဲ့ဟိုဘာနာအာဇာနီတွေအတွက်ကိုကဟိုအလေးပြုချင်တဲ့အဲ့အတွက်ဒီလိုမှဒီလိုမျိုးပဲကျူးကျူးဆဆနဲ့ခက်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 နဲ့ရောက်လာခဲ့ပါအဆင်ပြေမှုဆိုအဆင်ပြေမှုဆိုနည်းနည်းခက်ခဲတော့ရှိရောလမ်းမှာတိုးရတယ်ပါအဲ့လိုမျိုးတော့ရှိပါတယ် อืมဒီလိုမျိုးအလေးပြုဖို့အချိန်အော်ဆွဲတဲ့အချိန်မှာညီမကြီးထမအရန်လက်ပီတီဖြစ်မိရပြီးတော့ငိုချင်စိတ်တွေလည်းတဖဖပေါ်မိရပြီးတော့စိတ်သိမ်းနေလည်းအရန်ထမိပါတယ်ကျွန်တော်ကတကုံမျိုးသစ်စေကမ်းမျိုးနေရပါတားနေမရတန်းစုံဝင်လို့ခေါ်တယ်ဘိုးကျောင်းအောင်ကချစ်လို့လာတော့အာဇာနီဘိမှန်ကိုလာရောက်ကာရာပြူတဲ့အများပြည်သူတွေများပြားတာကြောင့်လူစုခွဲပြီးဝင်ရောက်ကာရာပြူရပါတယ်အာဇာနီဘိမှန်ကိုညနေ9:00နာရီထိဖွင့်လှစ်ထားမှာဖြစ်ပါတယ်အာဇာနီဘိမှန်မှာလာရောက်ကာရပြူသူတွေဟာကာရပြူပြီးနောက်မှာတော့ဘိုးချိုးပြလိုက်ကိုတွားရောက်ကြည့်ရှုလေ့လာကြတယ်လို့သိရပါပါတယ်ရှင်။